လူကြိုက်များပြီးသူတို့ရဲ့စာမျက်နှာတွေကို like လုပ်ထားတဲ့သူတသိန်းကျော်လောက်ရှိရဲ့ Facebook account ပိုင်ရှင် season တစ်ဆက်သူကိုမမောင်ရေကားချောင်းတွေရေးသားသူကိုရေကျူ online စာရေးသူတွေဖြစ်တဲ့ပန်ဆယ်လိုနဲ့ရဲတေစာတို့ကအခု season ကိုလှုပ်ဆောင်ခဲ့ကြတာပါ Facebook ကတကယ်တမ်းကျွန်တော်တို့တွေရဲ့အကဘာလုံးကအလကားသုံးရတာလေသုံးရပြီမဲ့ဒီ Facebook မှာတချို့ပေါ့နော်လူတော်များများဒီ Facebook ကိုအချိုးရှိရှိအသုံးချဖို့တက်ဟို အပြက်ဘက်ကိုပြောတာမျိုးအပြက်ဘက်ကိုတွေးတာမျိုးတွေလောက်တာများတယ်ပေါ့နော်ကျွန်တော်တို့ဒီအထူးသဖြင့်ကျွန်တော်နိုင်ငံမှာပေါ့နော်အဲ့ဒီဟာကိုမှကိုယ်ရည်ကြိုးကနေပြီးတော့ဒီလိုမျိုးလုံးလို့ရပါသလားပေါ့နော်ကောင်းကောင်းမှုကအဲ့လိုမျိုးလည်းလုံးလို့ရပါလားဆိုတာမျိုးအသိကိုကျွန်တော်တို့ရလိုက်တဲ့အတွက်သူနဲ့လည်းကျွန်တော်ပြန်မလဲခင်ပါတယ်ဆိုတော့ကျွန်တော်လည်းအခုဒီအောင်လုပ်ချင်ပါတယ်ပေါ့နော်ဘာကြောင့်လုပ်ချင်လဲဆိုတော့အခုလာမယ့်ဇကိုရဲ့နေမှာအမေစုမွေးနေ့အမေစုမွေးနေ့မှာသူရဲ့ Talking Foundation ပေါ့ ်သူသူအတွက်ကိုယ်တို့အနေနဲ့ကျွန်တော်လှူခြင်းနဲ့လှူခြင်းတဲ့ခါမှာလည်းကျွန်တော် profile ကိုဟိုဘယ်တော့ပဲပြပေါ့နော်ပေးနိုင်တယ်လို့ပေးပါကျွန်တော်အဲ့ဒါလေးကိုလှူရမယ်ဆိုပြီးကျွန်တော်စဉ်းစားဖြစ်ပါတယ်အဲ့ဒါလေးပဲလုပ်ဖြစ်တာပါ သူတို့ရဲ့အကောင့်တွေကိုပြစ်စည်းကြညာပေးဖို့အတွက်လေလံပေးခဲ့တဲ့နေရာမှာ83သိန်းနဲ့လေလံအောင်သွားခဲ့တာပါ Anyco mobile phone ရောင်းဆိုင်က83သိန်းနဲ့ဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။လေလံအောင်သွားတာနဲ့အဲ့ဒီလေလံအောင်ရတဲ့သူရဲ့လုပ်ငန်းကိုကျွန်တော်ရဲ့ profile မှာတင်ပေးပါမယ်။ကျွန်တော် profile မှာသူရဲ့ logo ပေါ့နော်။တင်ထားပြီးမှတလတလတင်ပေးမှာပေါ့နော်။တလတင်ပေးပြီးရင်အဲ့ဒီ company ကနေပဲလှူပါတယ်ဆိုပြီးတော့ကိုသူတို့ဇီယာတာဝန်ရှိသူတူနဲ့ပါအဲ့ဒီ token foundation ကို တာဝန်ရှိလူတယောက်လက်ထဲကိုသွားပြီးကျွန်တော်တို့ငွေသားအပ်ပါမယ်ကျွန်တော်အဲ့ဒီငွေကိုတပြားမှဟိုဒက်ဇက်ကလေးမှအထိမှမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ကတော့ဂျာဂန်ပေါ့နော်ကျွန်တော်ရဲ့ wall မှာကျွန်တော်ရဲ့ profile မှာသူတို့ရဲ့ company ကျွန်တော်ကဒါကိုဒီလိုမျိုးလှူတဲ့အတွက်ကျွန်တော်ကသူတို့ဟိုဟိုဒီ profile change ပေးတယ်ပေါ့နော်ကြော်ညာပေးတယ်အဲ့ဒါအပြင်သူတို့လည်းဟိုဟိုကောင်းမှုလည်းလုပ်လို့ရတယ်သူတို့လုပ်ငန်းအတွက်လည်းအကျိုးရှိတယ်ပေါ့နော် အခုလိုရလာတဲ့လူငွေတွေကိုတော့နိုင်ငံတော်အတိုင်းအမြင်ကတော့ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်တဲ့ဇွန်လ16ရက်နေ့မှာသူတည်ထောင်ထားတဲ့ဒေါက်ကကြီးဖောင်ဒေးရှင်းကိုတွားရောက်လူတန်းမှာပဲဖြစ်ပါတယ်။ဒီလိုစီစဉ်မျိုးကိုတခြားလူအချက်ရှိတဲ့နေရာတွေမှာလှူဒါန်းနိုင်မှုအတွက်ကိုလည်း Facebook စာမျက်နှာပေါ်ကနမဲကြီးစာရေးသူတွေဖြော်ပြသူတွေအနေနဲ့ဆက်လုပ်ဖို့ရှိရလို့လည်းဆိုပါတယ်။ကျမအီမမမော်မား